တူရီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်24ရက်မှ28ရက်ထိမပြောက်ပတ်သည့်အခွေပရိတ်ကိုခြာပေးမှာ ဖြစ်ပါတယ်။ဒါကအဖွဲ့ဝင်နိုင်တဲ့သူတွေအတွက်ကိုစေတနာနဲ့ခြာပြပေးရခြင်းဖြစ်ပါတယ်။ဒါကတပတ်စာလက်ဆောင်ကတ်ကလေးဖြစ်ပါတယ်မျိုးလို့ရင်နော်။အဲ့ဒါလေးခြာမပြခင်မှာကျွန်မကလန်ဒါလေးကိုတစ်ချက်ထောက်ပေးမယ်နော်။ လနာကြည့်နေတယ်နည်းနည်းလောက်သေးခိုင်းတာကိုကြီးလောက်ထားတာဒီမှာထောက်နေတော့ဆွဲရတာဆင်မပြေဘူးဖြစ်နေတပတ်လုံးမှာ၃ညပြိတ်စင်းတာကိုရှာတာเนาะတပတ်လုံးမှာ၃ညပြိတ်เนาะဒီမှာเนาะ၃ညပြိတ်တပတ်လုံးမှာ तू က၃ညပြိတ်စင်းပြီလို့ရှင်ရင်၃ညကိုမယူဘဲနဲ့ 1235အခွေနောက်ပတ်မှာဆင်းတယ်နော်ဒါကအခွေကိုပြတာဖြစ်တယ်နော်ဒီမှာမြင်ရလားမသိဘူးဒီမှာခွန်3ဆိုတော့နှလုံးပေါင်းတော့3ည3ညကိုမယူဘူးနောက်တပွဲကိုဆက်ကြည့်မယ်3ညကိုမယူဘဲနဲ့နောက်ပွဲမှာဆိုတော့ तू ကအခွေဆင့်ပေးရမယ်နော်ခွေဆင့်ပေးရမယ်ဆိုတော့အားဆင့်ပေးလေဒီမှာတီလီ ဆင်းတယ်နှင်းငါလို့ဆင်းတယ်နော်အဲ့တော့ဒီနောက်တော့ဘွဲမှာ၃ညပြိနှိရှိဆိုတော့နှိရှိဆိုတော့၃ညပြိဆိုတော့သူ့ရဲ့ဒီနောက်တော့ဘွဲကိုသူကဆင်းပြရမယ်ကလနာအရင်ကြည့်နေတော့ပြရတာတိတ်မကောင်းမျိုးလို့နော်ဒီမှာက၃ည၃ညဆိုတော့၃ညကုန်ယူဘူး၃ညထဲကြည့်တာက1 2 3 4 5အခွေနော်အဲ့တော့ဗာဆင်းပြလေဒီမှာ1 2 3 4 5 တုံး1 3ဒီဘက်က3တီဒီဘက်က2တီဆိုပြီးတော့သူကအခွေဆင်ပြီးသွားတယ်နော်အဲ့တော့သူ့ရဲ့အောက်ပွဲမှာကဒီမှာ3ညပရိနော်3ညပရိဆိုတော့သူ့ရဲ့နောက်တစ်ပွဲကိုစက်ကြည့်မယ်လေနာအញ្ញံကြည့်နေထောက်ကမကောင်းเนาะအဲ့တော့ဒီမှာ၃ညပြိ၃ညပြိဆိုတော့သူ့ရဲ့နောက်တစ်ပွဲကိုဆက်ကြည့်မယ်ဆိုရင်ဒီမှာ အဲ့ဒါဆိုတော့ तू ကဒီပွဲမှာဗာဆင်းပြရမလဲဒီမှာ13 15လောက်ဆင်းတယ်နော်အဲ့တော့ဒီမှာ3ညပြိတ်3ညပြိတ်ဆိုတော့သူ့ရဲ့နောက်တော့ပွဲမှာဒီအခွေရဆင်းပြရမယ်ဗာဆင်းပြီလေ53 14ဆိုပြီးတော့ဆင်းတယ်ပြီးတော့ဒီမှာ13ဆိုပြီးတော့ဆင်းတယ်နော်အဲ့တော့ဒီမှာ3ည3ညဆိုတော့သူ့ရဲ့အောက်တပွဲကိုကြည့်မယ် သူ့ရဲ့ဒီအောက်ပွဲမှာကအခွေဆင်းရမယ်။ဗာဆင်းပြီးတယ်5 1 5ဆိုပြီးတော့အခွေလေးကနေဆင်းတယ်။နော်အဲ့တော့ဒီမှာနှလုံးပေါင်း3ည3ညဆိုတော့သူ့ရဲ့အောက်ပွဲမှာဆင်းရမယ်နော်ဒီမှာဆင်းရမယ်။ဒီမှာဗာဆင်းပြီးလဲ15 92နေ5ဆိုဆင်းတယ်နော်အခွေဆင်းရမှာအဲ့ဒါဆိုတော့ဒီမှာ3ညပြည့် သုံးညပရိဆိုတော့သူ့ရဲ့ဒီနောက်ပွဲမှာသူကဆင့်ပေးရမယ်။အဆင့်ပေးလေ1တိ2နှစ်5တိဆိုပြီးတော့ဆင့်တယ်နော်။အဲ့တော့ဒီမှာသုံးညဝိုင်းထားတာလေးတွေကသုံးညပရိသုံးညပရိဆိုတော့သူ့ရဲ့နောက်တော့ပွဲမှာဆင့်ရမှာကတင်ကဒီမှာက9နှစ်နော် ဟုတ်လားဆိုတော့နောက်တော့ဘွဲကိုဆက်ကြည့်မယ်နောက်တော့ဘွဲဆိုတော့ဒီမှာ၃ညပရိတ်၃ညပရိတ်ဆိုတော့သူ့ရဲ့နောက်တော့ဘွဲမှာကပါဆင်းပြီးလဲဆိုတော့တင်းနှင်းဒီမှာပြက်ပင်၂ရက်ရှိတယ်အဲ့ဒါတောင်မှပဲဒီမှာက၅နှင်းဒီမှာက၂၅ဆိုပြီးတော့ဆင်းပြီးတယ်နော်ဟုတ်တော့ဒီမှာက၃ညပရိတ်၃ညပရိတ်ဆိုတော့နောက်တော့ဘွဲကိုကြည့်မယ်ဒီမှာဆင်းရမယ် ကလေးနိုင်ရကြည့်နေတော့အဲ့ပြရတာမကောင်းနော်ဒီမှာ၃ည၃ညဆိုတော့သူ့ရဲ့နောက်တော့ဝဲဒီမှာဒီမှာဆိုတော့ဗာဆင်းပြီလေအခုလေးက၅နှစ်ဆင်းတယ်နော်ဒီမှာတင်ကနော်သူ့ရဲ့အောက်မှာနှစ်တစ်ဒါအခွေကိုပြတာနော်အဲ့ဒါဆိုတော့တဲ့ဒီမှာ၃ည၃ညပြိဆိုတော့သူ့ရဲ့ဒီနောက်တော့ဝဲမှာဆင်းပြရမယ်အခွေ၄၅၃၄အခွေဆင်းတယ် နော်အဲ့တော့ဒီမှာ၃ည၃ညဆိုတော့သူ့ရဲ့နောက်တော့ဘွဲမှာကခွေဆင်းရမယ်ဗာဆင်းပြီးလဲ၄၅၄၅ဒီမှာက၃၄နော်အဲ့တော့ဒီဘက်တပွဲကိုဆက်ကြည့်အဲ့ဒါဆိုတော့ဒီမှာ၃ည၃ညဆိုတော့သူ့ရဲ့နောက်တော့ဘွဲကိုကြည့်ရမယ်ဗာဆင်းပြီးလဲ၅၃ဒီ3ဆိုပြီးတော့အခွေဆင်းတယ်เนาะအဲ့ဒါဆိုတော့ဒီပွဲမှာက3ည သုံးညဆိုတော့သူ့ရဲ့နောက်တော့ဘွဲမှာကဒီမှာသုံးငါလို့ဆင်းတယ်နော်အဲ့တော့ဒီမှာသုံးညသုံးညဆိုတော့သူ့ရဲ့နောက်တော့ဘွဲမှာကဘာဆင်းပြီလဲ3နှစ်4 4နှစ်နော်ဒီအခုဆင်းရမှာကိုကျွန်မပြောတာအဲ့တော့အခုပြီးသွားတဲ့ဘွဲမှာကဒီမှာသုံးညသုံးညဆိုတော့ဒီဘွဲမှာကအခွေရာ တိနှစ်3 4အခွေဒါအခွေကိုပြပြီးတာเนาะဒါကအခွေကိုပြပြီးတာဖြစ်ပါတယ်ပြီးတော့ပြီးခဲ့တဲ့အပတ်ကဆိုရင်ဒါအမျိုးလိုမြင်တဲ့အတိုင်းပဲเนาะပြီးတော့ဗရိတ်ဗရိတ်ဟာဆိုရင်ဒီလိုဇောင်းပေါင်းလိုက်တာเนาะပြီးခဲ့တဲ့အပတ်ကကျမပေးထားတာနှစ်ခွန်ဗရိတ်ပေးထားတာเนาะနှစ်ခွန်ဗရိတ်ပေးထားတာဆိုရင်နှစ်ခွန်ဗရိတ်ထဲမှာဒီမှာနှစ်ဗရိတ် ဒီမှာခွန်ပရိတ်ဒီမှာခွန်ပရိတ်ဆိုတာအမျိုးလိုမြင်တဲ့အတိုင်းပဲเนาะမပြောက်ပတ်သည်မပြောက်ပတ်သည်ဆိုလဲအမျိုးလိုတည်တဲ့အတိုင်းပဲအဲ့ဒီတော့အခုပရိတ်ဟာဆိုရင်နေကိုပေါင်းတော့တိ6ပရိတ်ပရိတ်ကတိ6ပရိတ်အခွေရ1 2 3 4 5အခွေเนาะ မပြောက်ပတ်သီးကိုတော့ကျမမပြဘူးနော်။ဘာလို့မပြလဲဆိုတော့အရန်ခေါ်သွားမှာ။မပြောက်ပတ်သီးရှာနီးကိုတော့ကျမတို့ကတော့မပြဘူးနော်။ကျမတို့ပြတာဆိုရင်အခွေပြမယ်၊ပရိပြမယ်။နော်။အဲ့ဒါဆိုတော့အမျိုးတို့ဒီအခုအပတ်မှာအဖွဲ့ဝင်ခြင်းလို့ရှိရင် ဇာတို့ပတိတလုံးမိန်ဩ3ကွယ်ဒူဩ2ကွယ်အဖွဲ့ဝင်မဲ့လူတိတွေကကျမနဲ့ဆက်သွယ်ပြပါပြီးရင်ဒီဦးလာပါနော်ကျမရောက်လာဆိုရင်ဇာတို့ပတိတလုံးမိန်ဩ3ကွယ်ဒူဩ2ကွယ်ဖြစ်ပါတယ်ကျမပေးတဲ့ကဏ္ဍတလုံးဟာအစိုးကြီးဆင်ခဲ့လို့ရှိရင်နောက်တစ်ချိန်မှာလက်ဆောင်ဖြစ်နေထပ်ပြီးတော့ကဏ္ဍကိုပို့ပြတာဖြစ်ပါတယ်နော်အဲ့တော့အဖွဲ့ဝင်ချင်းတို့ရှိလို့ရှိရင် ပြီးတော့ဝင်လို့ရနေပါပြီအဖွဲ့ဝင်များကိုကျွန်မတင်းတင်းလာမနဲ့10နိုင်ထိလက်ခံမှာဖြစ်ပါတယ်10နိုင်နောက်ပိုင်းကိုတော့ကျွန်မအဖွဲ့ပေးပါပြီနော်ဝင်ကြီးတဲ့ဆန္ဒရှိရင်တော့စောစောစီစီလေးဝင်ထားစီကြင်ပါတယ်အနာနီမှတချို့ကလည်းအနာနီမှပြုံဆုံးဝင်ကြတာနော်အဲ့ဒါဆိုတော့ကျွန်မမှာနည်းနည်းအခက်အခဲရှိပါတယ်မျိုးလို့ ਈ ဘာဖြစ်လို့လဲဆိုတော့လိုင်းနေရာမကောင်းတဲ့အခါကျတော့ကျွန်မဟိုလူပို့ခြင်းဒီလူပို့ခြင်းနဲ့မရောက်မှာဘူးအမတန်ဆိုးတာနော် အဲ့အတွက်ကြောင့်ဝင်ကြီးနဲ့စိတ်ဆန္ဒရှိလို့ရှိရင်တော့စောစောစီးစီးလေးကျမနဲ့ဆက်သွယ်ပေးပါနော်ကျမကကဏ္ဍများကိုတနင်္ဂနွေည9နာရီကနေစပြီးတော့ပြန်လည်ပို့ပေးမှာဖြစ်ပါတယ်10နာရီထက်နောက်မကြဘူးလို့ကျမဘက်ကအာမခံပေးထားပါတယ်နော်ဝင်ကြီးနဲ့ဆန္ဒရှိရင်တော့ကျမနဲ့ဆက်သွယ်ပေးပါအဲ့ဒါဆိုရင် ကျမတက်ဆောင်ကကလေးကိုချပေးမှာဖြစ်ပါတယ် khuya khuya tin nghe tung li nga a khuya ga, a tichao break မပြောက်ပတ်သည်ကဒါကမပြောက်ပတ်သည်ဖြစ်ပါတယ်เนาะ မပြောက်ပတ်တီးရ234ဖြစ်ပါတယ်မျိုးလို့ဒါလေးကိုပြီးလို့ရှိရင်အမျိုးတို့စခွင်လျှော်လေးရိုက်ပြီးတော့ယူထားနော်ဒီမှာအဲ့ဒီလိုမျိုးပြတဲ့အခါမှာအမျိုးတို့အမြဲတမ်းမှားတယ်စခွင်လျှော်ရိုက်ပြီးတော့ယူထားပါဒါမှလည်းကိုဟါကိုအချိန်မီးပြန်ပြီးတော့ကြည့်လို့ရတယ်နော် နှစ်မို့ဆိုလို့ရှိရင်ကြည့်ပြီးမေ့သွားမှာဆိုလို့လျှော်ရိုက်ပြီးတော့ယူထားနော် ဒါဆိုလို့ရှိရင်24ရက်မှ28ရက်အထိအဖွင့်နေ့ကနေစပြီးတော့အောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေနော်